ါတယ်ဘာတချင်းနေဆိုမှလည်းအမအုပ်စင်မမတက်ခင်နေရလာမေးကြတယ်အန်တီတို့ဘာတချင်းနားထောင်ခြင်းလဲပြောပါပေါ့ဆိုတော့အာကျုပ်တို့ကတော့အေးတိတ်နေတချင်းပဲအာဟုတ်ကဲ့ဆုပ်ပေးပါမယ်ပေါ့မင်္ဂလာဆောင်ပွဲမှာ40ကျော်စု ခိုင်းတော့အမမဟုတ်ဘူးပွဲရမင်္ဂလာဆောင်လေသူတို့သမီးနဲ့သူတို့သားပြောရမယ်ဟာဘာလို့40ကျော်တောင်းတာလဲဆိုတော့ရှေ့ကမောင်လေးတို့သားတို့အွယ်လူငယ်လေးတွေပေါ့ ကိုတင်းနေတော့အံ့အောင်သွားအန်ဒီရဲ့အဲ့ဒါဆိုအဲ့ဒါပဲဆိုလို့ဆိုတော့ကောင်းပြီပေါ့ဆိုလိုက်တာဟိုလေပိုက်အကြီးကြီးမှပဲပြောတော့မယ်ပေါ့စကားပြောအရှိပိုက်လေးကိုမပြောတော့ဘူးဆိုပြီးထားတာအဲ့ဒါကိုဘေးကနေကြည့်ပြီးတော့စကားကမပြောတော့ဘူးလားစကားဒါဒီမလေးဟဲ့အတန်ဆိုကြီးနေတိလားဘေးကနေပြီးတော့လေအပိုက်ကြတော့မှာ စကားပြောကိုအကုန်ပြောရတယ်။ဣတိမေနော်လွယ်လို့လည်းမရ။နေပြည့်တဲ့အရင်ကြောက်ဖို့ကောင်းတာ။အဲ့တော့အမပြည့်ပြည့်တဲ့နဲ့တွေ့ရင်တော်လဲဟိုကိုကိုဘက်ကလည်းအရင်ကိုစင်ချင်ရတယ်ထိမ့်သိမ့်ရတယ် ကဟိုအဒီတို့စိတ်စင်သားတဲ့အထက်မှာတော့မမတို့မပါဘူးပေါ့နော်မပါဘူးဆိုပေမဲ့လို့ကိုကြီးကျော်စိုးကနေပြီးတော့ညီမလေးဒီပွဲလေးကိုလာရောက်တက်ခဲ့ပြီးပါအောင်အဲတက်နိုင်တဲ့အင်အားလေးနဲ့လာပြီးတော့ကူညီပါအောင်ပေါ့ဆိုတော့အဲရောက်လာခဲ့တာပါတဲ့ဟုတ်တယ်ဟိုဆိုတော့ဒီဒီအစီအစဉ်ရဲ့ခေါင်းစဉ်ယူကငလင်တန်ဘေးတင်တဲ့ကျောင်းနေပြူကျပျက်စီးနေတဲ့ကျောင်းနေပြန်လဲထူထောင်မှုအတွက်မမတို့ကဟိုဒီဒီဒီလိုလုပ်တဲ့ဟာလေးอ่ะပေါ့เนาะ အဲပြန်လဲထူထောင်မှုတဲ့ဒါရမုံငွေပွဲလေးလို့လည်းခေါ်လို့ရပါတယ်။အဲ့ဒီအတွက်ဆိုကိုကဆိုပါဆိုတော့စဉ်းစားလိုက်တဲ့အချိန်မှာတော့ဖေဖေရဲ့ဒါရုပ်ချင်းဂီတနဲ့ပဲမှာအောင်မြင်ခဲ့တဲ့ဒီတိတိအညာတစ်ခုလေးကတော့ဖေဖေအမှတ်တိုင်ခြင်းနဲ့ဖြစ်ပါတယ်။အစီအစဉ်လေးနဲ့လည်းလိုက်မယ်ထင်လို့ရွေးချယ်ခဲ့တာ။ဂုံယူပါတယ်ဂုံယူရတာပေါ့တမီး။ဘာလို့ဆိုအမားတို့မမွေးခင်တည်းကဖေဖေတနေ့သိမ့်တယ်ဆိုတာကသူ့ရဲ့ပါရမီပါလာလည်းပါတယ်။နောက်ကနေပြီးပန်ပိုးမှုအကောင်းတယ်ဖေဖေကလည်းအရန်ကြိုးစားတယ်။ အချိန်နည်းတဲ့အချိန်ကမှဖြစ်လာခဲ့တဲ့ဖေဖေတွန်လေးသိမ့်နှံသည်အမှုပညာနေရာမှာအမှုပညာရဲ့ရပ်ဝန်းထဲမှာဗာပဲပြောပြောအားလုံးကသူ့ကိုချစ်လက်ချစ်ကြတယ်သူလှုပ်ခဲတဲ့အလုပ်တွေမှန်သမျှလည်းအကုန်လုံးကอืมတတိတသက်ပြပြနဲ့အောင်မြင်ခဲ့တာကြီးပဲပေါ့နော်အောင်မြင်ခဲ့တဲ့အပိုင်းမှာမတို့ကဖဖေရဲ့တမီးဖြစ်ပြီးဆိုတော့ဖဖေမရှိမှဒီအမှုပညာလောကရဲ့ရောက်တော့တော်တော်ကိုလည်းဟို ကိုလမ်းလျှောက်ရတဲ့နေရာမှာထိန်းရတယ်ပေါ့ဘာလို့ဆိုတော့အမားတို့ကအပွဲတစ်ခုသွားပြီးငှားတော့ငှားကြတယ်ပွဲသွားပြီးစင်မော်ရောက်ပြီးတနေ့သိနေတမီးပါတယ်ဘာသချင်းနေစုမှလည်းအမအုပ်စင်မော်မတက်ခင်နေရလာမေးကြတယ်မေးတော့အမကအဲ့အချိန်မှာအမကမှမပိုင်တော့ဘာလို့ဆိုတော့သူတို့ကဖိဖိရဲ့ပြည့်တဲ့လीသူတို့ကပို့ပြီးတော့ဆိုအဲ့နဲ့ကိုကပြန်မေးရတယ် ကဲဦးတို့အန်တီတို့ဘာတခြင်းနားထောင်ခြင်းလဲပြောပါပေါ့ဆိုတော့အာကျုပ်တို့ကတော့အေးတိမ့်တဲ့တခြင်းပဲအာဟုတ်ကဲ့ဆိုပေးပါမယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ပဲအမမကို့အဖေတခြင်းကိုပဲကို့မျက်မျက်နှူးနှူးဆိုရတယ်အောက်ကပြည့်တဲ့အာပြည့်တဲ့ပြည့်တဲ့တွေ့တော့လေအိုးဟူဖေဖေမရှိတော့ဘူးမယ်လို့အမှုပညာတွေကရှင်းတန်နေတဲ့အတွက်အမကတော့တခြင်းတစ်ပုတ်ဆိုတိုင်းကို့အဖေကို မျက်လုံးထဲမှာလည်းမြင်အောင်နဲ့မျက်စိမှိတ်လိုက်ရင်လည်းအော်ငါဖေရဲ့အမှုပညာကုံအင်အားကြီးကကြီးလိုက်တာလို့အဲ့ဒီအတွက်အရန်ကိုလည်းလေးစားရပါတယ်ဒီသားစုတော့လည်းအခုချိန်ဒီကုံယူနေရဆဲပါဟုတ်ပါတယ်ဟုတ်ပါတယ်တာဝန်ကြီးရယ်လေဟိုဥပမာတစ်ခုပြောရင်မအားလို့40ကျော်ချစ်ဆိုတာကဖေဖေအခုနောက်ပိုင်းမှာပေါ့နော်အသက်ကြီးမှဒီတစ်ချင်းကပေါ်တာအရင်တုန်းကတော့ပန်းတွေရဆင်းလို့အချစ်တပွဲစစ်ပွဲတည်းအားလို့ကိုရမင်းရင်ပြောရတယ်ဒါဖေဖေ history ချင်းလေးပေါ့ အဲ့တချင်းနေကြရတယ်သူကဖေဖေကစကားပြောလေးနဲ့တချင်းနဲ့မှလုတ်တတ်တယ်လေအဲအဲ့ဆိုအခု40ကျော်ကြတော့အမဒီဘက်ခင်မှာပြန်ကြည့်တော့အမကိုတချင်းလာတောင်းတယ်မင်္ဂလာဆောင်ပွဲမှာ40ကျော်စုခိုင်းတော့အမမဟုတ်ဘူးပွဲရမင်္ဂလာဆောင်လေသူတို့သမီးနဲ့သူတို့သားပြောရမယ်ဟာဘာလို့40ကျော်တောင်းတာလဲဆိုတော့ရှေ့ရမောင်လေးတို့သားတို့အရွယ်လူငယ်လေးတွေပေါ့ကိုတင်းနေတော့အံ့အောင်သွားအဒီရဲ့အဲ့ဆိုအဲ့ဒါပဲဆိုလဲဆိုတော့အကကောင်းပြီပေါ့ဆိုလိုက်တာအဲ့ဆိုလိုက်တဲ့အပိုင်းမှာ အလဲစကားပြောလေးပါတယ်လေအဲ့စကားပြောကအနေကတော့ဩအပြင်ဒီလိုပွဲပဲဆိုတော့ဟိုလေပိုက်အကြီးကြီးမှပဲပြောတော့မယ်ပေါ့စကားပြောကိုအရှိပိုက်လေးကိုမပြောတော့ဆိုပြီးထားတာအဲ့ဒါကိုဘေးကနေကြည့်ပြီးတော့စကားမပြောတော့ဘူးလားစကားဒါကလေဟဲ့အတန်ဆိုးကြီးနေတိလားဘေးကနေပြီးတော့လေစကားမပြောတော့ဆိုတော့ကိုကလှည့်ကြည့်လိုက်တော့ဩ तू ဘယ်တော့ဖေဖေတချင်းဒီတချင်းမှာ စကားပြောလေးရှိတယ်လေအဲ40ကျော်ရဲ့တချင်းမှာမလီနှုတ်မဆက်တာနှုတ်ဆက်ရရင်နဲ့တဲတဲ့ကခန်းစားနေရတဲ့ဘဝရဲ့ဗန်ချစ်ရဖို့အဲ့ဟာလေးကို तू ကကြားကြားနေတာဖြစ်ပုံမှာ तू အားတော်လေးစကားမပြောစကားပြောဆိုဟဲ့နော် तू तू ဘာပြောနာလဲမသိဘူးနော်တော့မှအော်ငါ40ကျော်စုံနေရမယ်ဆိုအဲ့တော့မှအော်ဟုတ်ကဲ့ဟုတ်ကဲ့ပြောရမယ်ဆိုအဒုတိယအပိုက်ကြတော့မှစကားပြောကိုအကုန်ပြောရတယ်ဣတိမင်းတော့လွယ်လို့လည်းမရအောင် နေပြီးတဲ့အရင်ကြောက်ဖို့ကောင်းတာအဲ့တော့အမဖဖပြီးတဲ့နဲ့တွေ့ရင်တော်လဲဟိုကိုကိုဘက်ကလည်းအရင်ကိုစင်ချင်ရတယ်ထိမ့်သိမ့်ရတယ်အခုလိုပေါ့ဒါဥပမာတစ်ခုလေးပေါ့ဒီ40ကျော်တစ်ခုပဲရှိသေးတယ်အဲ့ဒါဆိုအော်နောက်ဆိုလို့ရှိရင်ဖဖက40ကျော်မှာစကားပြောထားရင်အဲ့စကားပြောတွေကအစားအကုန်မှာအကုန်လုံးလိုက်ပြီးတော့ဟိုကြက်ရတယ်အဲဒါကလည်းကိုယ်စုံနေနဲ့လည်းတချင်းကဟိုဖြစ်သွားပါတယ်အဲခက်ခဲတော့မရှိဘူးဒါပေမဲ့ပြည့်တဲ့ရဲ့ သူတို့ချစ်ခင်တဲ့ပုံလေးကိုကိုကကြည်နူးရတာပေါ့နော်။အော်သူတို့ကမှဒီစကားပြောလေးကမှအစားတကယ်ဆိုအပြင်ပွဲပဲ။သူကသူပြောချင်ပြောမယ်မပြောချင်မပြောဘူး။မဟုတ်ဘူးတော့သူကဘေးကနေထိုင်ပြီးတော့စကားမပြောတော့ဘူးလားစကားမပြောတော့ဘူးလား။အဲ့လိုလေးနဲ့ကြုံရတယ်ပေါ့နော်။